လာညာကျမ်းပါခင်ဗျာဒီလိုပြသားအလုံးကျွန်တွေ့နေရတဲ့ဘေးပြာဖျားဖျားနေပြီးတော့ဝေးကွာကင်းတော့တာယာညင်းချမ်းပါစေလို့ဥစွာဘာနာမတောင်းဆုပြုပါတယ်မြင်တွေ့ကြသည့်ဖြတ်သန်းရင်ဆိုင်နေရတဲ့အခက်အခဲတွေစိုးရွားလာတဲ့ကြမ်းကြုတ်ရက်ဆက်မှုတွေမထင်ရတော့ကြမ်းတမ်းလာတဲ့တဘာဝကြီးရဲ့ဒဏ်ခတ်မှုတွေကနေကျွန်တော်တို့နိုင်ငံသားတွေဟာအခုဆိုရင် အန်တုကြန့်ခိုင်ရင်ဆိုင်ပြီးတက်နိုင်သမျှရုံးကန်ကြော်လွားခဲ့ကြတာအခု၄နှစ်ကျော်ကာလတော့တည်းမှာတသက်မှာတစ်ခါမှကြုံရလေးမယ်လို့တော့မထင်ခဲ့တဲ့ဖြစ်ရဆိုတွေအမျိုးမျိုးကိုကျွန်တော်တို့စိတ်တကူတွေကိုစီနေကြော်လွားခဲ့ကြပြီဖြစ်ပါတယ်အဒီချင်မှာတော့ဘဝကြီးကဘလောက်ပဲပြင်းထန်တဲ့ဒဏ်ခတ်နေပါစေငွေရောင် ဟိုတိမ့်ထိုက်တိုင်းမှာငွေရောအနာကော့လေးတွေရှိရဆိုတော့ဒီစာလေးအတိုင်းပေါ့စာစုလေးအတိုင်းပေါ့တောကတွေအတိုင်းဒုက္ခတွေအတိုင်းမှာကျွန်တော်တို့အတွက်ချမ်းမြေ့ပွဲတိုင်းလေးတွေကပ်ပါလာတယ်လို့ယူဆပြီးကျွန်တော်တို့ရင်ဆိုင်ကြော်လွှားကြရမှာပေါ့ဆိုတော့အခုငလင်ဘေးကနေခက်ခဲစွာရုန်းကန်နေရတဲ့ဗီဒီယိုအလုံးကိုကျွန်တော်အနေနဲ့ဒီကနေပြီးတော့တိုက်တွန်းအားပေးပါတယ်စိတ်ခွန်အားမျှဝေပေးပါတယ် ရုံးကန်ကြော်လောကျိုးစားအတူတူချက်တန်းကြရအောင်ပါပြီးတော့အခုဒီကနေ့ရပိုင်းမှာချစ်ပေါ်နေတဲ့တမ89တမမူဟိုဖန်စီခံရပြီးတဲ့နောက်တည်င်းနေမျိုးမျိုးထောက်ပေါ်နေတာသူဟာညှိနှိုင်းပြီးတော့ထပ်ပေါက်တစ်ခုရဖို့အတွက်ကျိုးတင်ညှိနှိုင်းပြီးဆုတ်ခွာတာဖြစ်တဲ့အတွက်ကြောင့်သူ့ကိုပြန်လွှဲပေးရမယ်ဆိုတဲ့တည်င်းနေထွက်လာတာဒါတွေတော့ ကျွန်တော်တို့เนี่ยအလန်းကွာတော့ကျွန်တော်အနေနဲ့အသေးစိတ်မသိပါဘူး။ဒါပေမဲ့ပြမှုကျူးလွန်ခဲ့တဲ့မြေတူကိုမဆိုးထိုက်တဲ့နဲ့ပြစ်ဒဏ်တော့ပေးကိုပေးရပါလိမ့်မယ်။ဘလောက်ကြီးပဲဆုပ်ကွာညှိနှိုင်းဖို့ပြောပစ်စီအဲကျွန်တော်တို့အနေနဲ့သူတို့ကျူးလွန်ခဲ့တဲ့ဖြစ်စဉ်အားလုံးကိုတော့ဖြေလျှော့ပေးဖို့ရမဖြစ်နိုင်ပါဘူး။အဲဒါပေမဲ့အပြင်းထန် yes ဆက်ဆက်ခုခံတဲ့လူတစ်ထက်လက်နက်အားလုံးအကောင်းဖွဲ့ပြီးခြံပေးမယ်။ မတို့လူအလုံးကိုစောက်ခွာခွင့်ပေးပါဆိုတဲ့လူမျိုးကိုတော့တစုံတရာကျွန်တော်တို့အတိမတ်ပြမှုတစ်ခုနဲ့တတ်နိုင်သမျှသောဖြေလျှောက်မှုတစ်ခုကိုတော့ရှိရမှာပေါ့ဒီချိန်မှာကျွန်တော်တို့ဒီအပိုင်းဆက်သွယ်လာတဲ့ရာဂံအချားဆင့်လို့ခေါ်တဲ့ဒီစစ်တပ်တတ်ကအရေးကြီးသောတာဝန်ရှိသူပေါ့နော် Non Commission Officer လို့ခေါ်တဲ့ NCO သူကအရာခံအချက်ကြီးအဆင့်ဆိုတဲ့အကြောင်းကျွန်တော်ခုရှင်းပြပါမယ်စစ်တပ်မှာသူကရာရှိအရာခံအချက်စစ်တီရဲလို့သူကခွဲခြားထားပါတယ်ရာရှိဆိုတော့အရာရာမှာတာဝန်ရှိတာပေါ့အရာခံဆိုတော့အရာရာမှာသူခံရတယ်လို့ပဲပြောရမှာပေါ့တာဝန်ခံရတာပေါ့နော်ဆိုတော့အချက်ကတော့ကြီးချက်ချက်ကပ်ပေါ့ဟိုမှာဒုတိယတစ်ချက်တစ်ချက်ကြီးသူ့ထက်မှာမှဒီဒီ CGU ဒုရာခံဘူပရာခံဘူပေါ့ ျွန်တော်အခုပြောချင်တာကကျွန်တော်ကိုအခုဒီရပိုင်းဆက်သွယ်ရင်ဖွင့်လာတဲ့အကြောင်းအရာလေးတွေနဲ့ပြောချင်တာဆောစောတက်မှတ်မှုတတိ short စုတ်ခွာလက်နဲ့ချတာကို ဖြေလျှော့မှုနဲ့လည်းအနေငယ်ဆက်ဆိုင်နေလို့ဖြစ်ပါတယ်ဆိုတော့အခုအရာကန်ချက်ကြီးကကျွန်တော်ကိုဆက်သွယ်လာတဲ့အကြောင်းအရာလေးသူဘာတွေသူတို့အစုဖွဲ့တွေသူတို့ level တန်းတွေရီမန်းစူးစမ်းနေတဲ့အကြောင်းအရာလေးကိုကျွန်တော် မပြောပြခင်ကျွန်တော်ကိုယ်တိုင် 2000နဲ့2ခုနှစ်2001နဲ့2002ပေါ့နော်2002ပေါ့ကျွန်တော်မှတ်မိပါ2002ခုနှစ်မှာကျွန်တော်ကိုယ်တိုင် Twitter ကြံစီကြိုးစားခဲ့မှုတဲ့အကြောင်းအရာလေးတစ်ခုကိုပုံဝင်လင်းလင်းအာမနာစရန်ပြောကြားချင်ပါတယ်2002ခုနှစ်တုန်းကကျွန်တော်ဟာရပခလို့ခေါ်တဲ့ရှေးပိုင်းတိုင်းစစ်တပ်နာကျုပ်ကတိုင်မူဘ ෝජ ုခမောင်မြင့်ရဲ့အထူးလူညိုရေးအရာရှိ တာဝန်တထင်းရာရှိတာဝန်နဲ့ကျွန်တော်ဟာအာဒီအကြီးပိုင်းစစ်ဘုတ်ချုပ်တွေပေါ့စစ်ဘုတ်ချုပ်တွေဆိုတဲ့နေရာမှာများသောအားဖြင့်လာလိလာထရှိတာတော့အဲ့ဒီကာလကဒုတိယဘုတ်ချုပ်မှုကြီးမောင်အေးနဲ့ဘုတ်ချုပ်ခင်ညော့နော်ရန်ဖန်ရကားဆိုလိုဘုတ်တန်းရွှေရဲ့သားသမီးတွေအဒီလိုမျိုးပေါ့အကြီးမှုတွေလာလိလာထရှိတဲ့တောင်ကြီးဘက်ကိုပေါ့ကျွန်တော်နဲ့ဆိုမလန်းမကန်းပါဘူးဆိုတော့ဒရိုတွေကိုကျွန်တော်ကအဓိကလုံယူရေး တာဝန်ယူရဖြစ်ပါတယ်။ဒါမှမဟုတ်ဥက္ကမောင်မြင့်နဲ့အတူကျွန်တော်အမြဲတမ်းလိုက်ရတယ်။ငယ်လေးလိုက်ပြီးတော့ဒီ BNB security guard ပေါ့ officer ပေါ့ကျွန်တော်လိုက်ရပါတယ်။အဲ2002ခုနှစ်မှာကတည်းကကျွန်တော်ရဲ့တွေးတောမှု ကြံစီမှုကြံစားမှုဆက်ဆက်ဆင်ခြင်ပြင်ဆင်မှုလေးကိုကျွန်တော်အခုပြန်ပြီးပြောပြချင်ပါတယ်။တော့နှစ်ဆိုတော့ကြာတော့ကြာပြီပေါ့လွန်ခဲ့တဲ့23နှစ်ကာလတုန်းကဖြစ်တော့ခု2025ပေါ့ ဆိုတော့အဲ့ဒီကာလကလေးကကျွန်တော်ဟာစိတ်နှဖောင်းကိုကွတ်ထားပြီးတော့စစ်မှုတာဝန်ထမ်းဆောင်နေရတော့လည်းပဲပြည်သူစစ်သားတယောက်ဖြစ်ကိုခံယူကျင့်သုံးပြီးပြည်သူရဲ့အကျိုးစီးပွားအတွက်ကိုငါဟာငါ့ဘဝငါခန္ဓာကိုပေးဆက်ပြီးစူးစမ်းထမ်းဆောင်မယ်ဆိုတဲ့ပိုင်းဖြတ်မှုရှိခဲ့သူဖြစ်တော့အဲ့ဒီခေတ်ကာလဆေးရနာရှင်တန်းရွှေရဲ့တကိုးထက်မြက်မှုအမြင့်ဆုံးကာလတွေပါကျွန်တော်ဟာစစ်သားတယောက်အနေနဲ့ပြည်သူဘက်ကကိုကျင်းစာနာပြီးတော့ စဉ်းစားချိကပ်မှုတွေပြုခဲ့ပါတယ်ဒါကပါလေဖတ်ရှုခဲ့တဲ့တမိုင်းတွေကဝူကြီးအုံကျော်မြင့်အကြောင်းကျွန်တော်အတူယူတယ်ကျွန်တော်သဘောကျကျွန်တော်လေးစားတယ်အာနာရှင်နေဝင်းကိုအနိကပ်လှုပ်ကြံတက်ဖြတ်ဖို့ကြိုးစားခဲ့တယ်ဆိုရင်သူ့ရဲ့အဲ့ဒီကာလကဒွေးခေါ်ကိုကျွန်တော်ဆက်ဆက်ပြီးတော့စဉ်းစားတယ်စဉ်းစားပြီးတော့ကျွန်တော်2002ခုနှစ်ဝီယံမီလို့ခေါ်တဲ့ဥမာဆိုရင် မောင်အေးပေါ့ဘူဂျူး မူကြီးမောင်အေးပေါ့ကျွန်တော်ထက်36နှစ်ကြီးတဲ့ဘူဂျိုမူကြီးဒုတိယဘူဂျိုမူကြီးမောင်အေးပေါ့ကျွန်တော်တောင်းခင်ကသူမနမိုးလင်းသူအခန်းသူအိတ်တဲ့အဆောင်ကနေထွက်ပြီဆိုတာနဲ့တောက်လျှောက်သွားလေရမှာသူရှိရရှိပြီးအားလုံးစီစဉ်ရတယ်သူအနီးနားမှာလုံချိုပြီးသူရဲ့ PS ဆိုလို့ပေါ့နော်အတူတူကျွန်တော်တောက်လျှောက်ရှိပြီးတော့ကောက်ရရညသာစားပွဲတဲတဲဆွေးနွေးပွဲဟောပြောပွဲလုတ်လုတ်သူ့နားမှာတောက်လျှောက်ကျွန်တော်စောင့်ကြည့်ပြီးတော့သူ့ကိုဘယ်သူကရံပြူလာနိုင်မလဲ သူ့ရဲ့အသက်အန္တရာယ်ကောက်ဖို့တနတ်အဆင့်နဲ့ကြီထိုးထားပြီးကျွန်တော်ကနေရတဲ့လူ။ तू အိတ်ဆောင်ကိုပြင်ပြီး तू အိတ်တကန်းတကားပိတ်ပြီးမှကျွန်တော်နေရာကိုကျွန်တော်ပြန်ခွင့်ရတဲ့သူ။အဲ့ချိန်မှာကျွန်တော်စဉ်းစား။တန်းတန်းရွှေရတော့အဲ့ချိန်မှာကျွန်တော်တို့ဖချောင်းတိတ်မလာဘူးပေါ့နော်။အဲ့တော့ကျွန်တော်စဉ်းစားအဲ့ဒီခင်ကအာနာရှင်စနစ်ရဲ့အမြင့်ဆုံးအချိန်ဖြစ်တယ်။အာနာရှင်ကိုအမိပြုတ်ပြီးတော့ကဖားရဖားဘောင်းတော်ဒီစိတ်တော်ကြီးဟာ เนาะတခင်လိုကြတခင်အားရကျွန်ဘာဝပြမယ်ဆိုရင်အယိုးအရင်းနဲ့မကအသားအဆနာပါကြိုက်ခွင့်ရတဲ့အခြေဖြစ်တယ်ဒါပေမဲ့ကျွန်တော်အဲ့ဒီအခြေမှာကျွန်တော်ရဲ့ဖြစ်တည်မှုလောက်ပိုင်ခွင့်ရပိုင်ခွင့်ရှားစားနိုင်တော်လဲပဲရှားစားနိုင်တော်လဲပဲဆိုတော့ထပ်ပြောလိုက်ပါဦးမယ်အခုကျွန်တော်ပြောကြပါလိမ့်မယ်ကွန်မန့်တွေဝင်ရေးပါလိမ့်မယ်အာမရိမှုနဲ့ကြာခူပြီးတော့ထွက်ပြေးပါမယ်စာစစ်ပြောကြပါလိမ့်ဦးမယ်နော်ဒီဒီစစ်တပ်ထောက်ခံသူလို့ခေါ်တဲ့တစ်ဖက်ပိတ် ညာပဲလူတန်းစားကြီးကျွန်တော်တိုက်ခိုက်နိုင်စရာတခုကလည်းဒီတခုပဲရှိတာဟုတ်မတိမှုဘာညာနဲ့ဘယ်သူကစပြောလိုက်မှန်းကျွန်တော်ကိုယ်တိုင်မသိတဲ့ဆွဆွဲမှုပေါ့ဆိုတော့အဲ့ဒါလေးဆက်ဆက်ပြောအောင်အဲ့ဒီချိန်မှာကျွန်တော်အနေနဲ့အခွင့်အထူးခံအနေနဲ့ရှာမယ်ဆိုရင်ရှာနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ခွင့်ထူးခံအနေနဲ့ရှာဖွေခြင်းမရှိခဲ့ပါဘူးရှိပဲကျွန်တော်ဘာစဉ်းစားလဲဒီချိန်မှာငါတိုင်းပြည်ကိုဖျက်ဆီးနေတာဆေးအနာရှင်စနစ်ဖြစ်တယ်အဲ့တော့ဆေးအနာရှင်တွေထိတ်တိဒိတ်ဒိတ်ကျဲဆိုတဲ့ နံပါတ်1နဲ့2 2ကငါနားမှာအများတန်းရှိနေတယ်။ Okay ငါအသက်ငါဘဝငါခန္ဓာကိုငါနိုင်ငံအနာကဖြစ်ရှိနေတဲ့အာနာရှင်လူယုံမာတွေကိုတုတ်တည်ခြင်းအဖြစ်ငါရဲ့တိုင်းပြည်ပေါ်မှာထားရှိတဲ့တစ္ဆာနိုင်ငံသားတွေပေါ်မှာကာကွယ်ဆောက်ရှောက်ပါမယ်လို့ဒုတိယနေ့ဘိုလောင်းဘဝတုန်းကဆိုခဲ့တဲ့တစ္ဆာဟာဒီနေရာမှာခိုင်မာတည်တည်ပါလား ဘာလို့လဲဆိုတော့အာတိုင်းမျိုးဖြည့်ဆည်းနေတာဆက်အနာရှိတယ်လေဒါနဲ့ကျွန်တော်တိတ်တိတ်ကြိတ်ကြံစီတွေပဲဒါကျွန်တော်ကိုယ်တိုင်ကြံစီခဲ့တဲ့အကြောင်းပုံမှန်လေးပြောပြတိတ်တိတ်ကြိတ်ကြံစီမိသားစုလည်းအိမ်ပြန်ပို့လိုက်ကျွန်တော်တယောက်တည်းနေကြီးစံအကောင်းစားတွေကျွန်တော်ဝယ်စုကြီးစံအကောင်းစားဆိုတော့ဒီကပ္ပစာထုတ်တဲ့ကြီးရရံဖန်ကကြီးအရဖြစ်တတ်တော့ ICN ကြီးကြီးကျွန်တော်ရောက်ဝယ်စုတပြည့်ဖို့ရောက်ဝယ်စုစုထားတပြည့်ဖို့အကုန်လုံးကျွန်တော်ဟာပါဆက်ကျွန်တော်ထည့်ကြီးပေါ့ပြည့် ပုံထက်ထည့်ပြီးတော့ဝင်လန်းထွက်လန်းဆုတ်လန်းအားလုံးကျွန်တော်ရှင်းစေဘယ်လောက်ဒီရှင်းလဲဆိုတော့အခုအဲ့ဒီကာလာပိုးဒီကြီးဆိုးတဲ့မဲနဲ့တောင်ဖက်ချန်သွားတဲ့လမ်းကြောင်းအကုန်လုံးမြေပေါ်မှာကျွန်တော်ဆွဲပြီးပြီဘယ်ကနေဘယ်ကိုသွားရင်ဘယ်လောက်ကြာမလဲဒီရှင်းမှာဘယ်လိုကင်းဒီဆက်သွယ်စနစ်ကိုဘယ်လိုဖြတ်ကျော်မလဲဆိုင်ကယ်နဲ့ဘယ်လိုသွားပြီးဘယ်လိုနဲ့ချိတ်ဆက်မလဲကျွန်တော်အကုန်လုံးကျွန်တော်ပြင်ဆင်ပြီးပြီပြင်ဆင်ပြီးတော့အဲ့ဒီရှင်းမှာအခုလည်းဒီဒီမူကြီးမောင်ကြီးအခု ကျွတ်လဲပေါ်မှာဒီဒုက္ခိတဖြစ်နေလို့ကြားတော့ဗျာဒါပေစိတ်တော့မကောင်းဘူးဒါပေမဲ့ကျွန်တော်အဲ့ဒီကာလကကျွန်တော်အနေနဲ့စသားတယောက်ကပိုင်းဖြတ်မှုနဲ့စူးစမ်းဖို့ကြံစီခဲ့တယ်ဆိုတော့ကျွန်တော်ပြောပြတာဒါနဲ့ကျွန်တော်ကအဲ့ဒီချိန်မှာဘုဂျုံကြီးမောင်အေးနဲ့ဒီအီးသာရကောက်ခွေးမှာကျွန်တော်တို့သွားကြတယ်သွားကြတော့အဲ့ဒီချိန်မှာ PSO ကလည်းသူခေါ်ရရှင်တယ်တိုင်းမှု PSO ရောဘုဂျုံကြီးမောင်အေးရဲ့ PSO ကိုခေါ်ရရှင်အညီလေးမင်းဘာလို့နာမင်းနေလိုက် okay ကျွန်တော်ရတယ်ကျွန်တော်ကျွန်တော်လည်းကိုယ့်အကျင့်စီနဲ့ကိုယ်လေးကြီးထိုးအဆင်သင့်တယ်ကိုယ့်အကျင့်စီနဲ့ကိုယ်โอเคကိုယ်ထွက်ခွာမဲ့လမ်းရထားခဲ့တဲ့ဆိုင်ကအားလုံးကျွန်တော်တက်ဆာဘူးမှမရှိအဲ့ဒီအချိန်မှာကျွန်တော်စဉ်းစားအပြန်အမြန်လမ်းလာနုလုံပရိလုံပဲဆိုတော့အဲ့ဒီကာလကဒေါ်ဆန်းစုကြည်ကိုနေကျေချုပ်ချထားတဲ့အချိန်မြန်မာဒီမိုကရေစီဖွဲ့ချုပ်ရုံးခန်းနေအားလုံးကိုစိုင်းပုတ်တွေဖြုတ်ချပြီးတော့ကြက်ကြက်တဲတဲကန့်သက်ထားတဲ့အခြေဆိုတော့ပြောပြအောင်ကျွန်တော် အဲ့လိုကြံစီနေတယ်ဆိုတဲ့အကြောင်းကိုအဲ့ဒီကာလကကျွန်တော်နဲ့ရင်းရင်းနီးနီးเนาะဆက်သွယ်စကားပြောနေတဲ့မြို့သားတမစီဖွဲ့ချုပ်ကလွတ်တော်ကိုယ်စားလှယ်တခုဖြစ်တဲ့တယောက်เนาะခေါင်းဆောင်တယောက်အဲ့ဒီကာလကတည်တယ်ကျွန်တော်ကြံစီပြီးဒီကိုစဉ်းစား ျွန်တော်မခံနိုင်ဘူးဒါကြောင့်ကျွန်တော်လုံနိုင်တဲ့အလုပ်ကိုကျွန်တော်လုပ်မယ်သူတို့ကိုတိုင်ပင်တယ်တိုင်ပင်ပြီးတော့ဘာဖြစ်လို့ကျွန်တော်တကူးစုတသုံးခုဖြစ်သွားမှာအကျိုးမဲ့အချီးကြီးကျွန်တော် YouTube ပြီးလုတ်ခဲ့တာမဟုတ်ဘူးကျွန်တော်သင်သေးသွားမယ်ဒါမှမဟုတ်ရေချက်တစ်ခုကြောင့်ဒါလုတ်ခဲ့တာဆိုတော့တိဖို့တက်တည်ထားခဲ့ဖို့လိုတဲ့ကြောင့်ကျွန်တော်တိုင်ပင်တာဖြစ်တယ်အဲ့တော့ဆိုတော့ဆက်ပြောရရင်ကျွန်တော်အိမ်မောင်အင်းနဲ့ဥက္ကမောင်မြင့်ဥက္ကမောင်မြင့်ကျေးဇူးရှိပါတယ်ကျွန်တော်နှုတ်ထုတ်ခွင့်ပေးလိုက်တာဟုတ်နော်ဒီရရှိစာလွန်ဖတ်ပြီဆိုတော့မှတ်ချက်ကိုရေးပေးလိုက်တဲ့ဘုံမှုတင်ယူလဲကျေးဇူးတင်ပါတယ် အဲ့ဒါလို့နှုတ်ထုတ်ခွင့်ပြီးလို့ကျွန်တော်ထွက်လာတာဒါတော့အဲ့ဥက္ကမောင်ကြီးရဲ့ဥမောင်ကြီးရဲ့သူတို့နှစ်ယောက်တည်းကျွန်တော်သုံးယောက်ပဲရှိအေးဒါကောက်ကွင်းရဲ့အလဲပါကျွန်တော်အချိန်မှစဉ်းစားလွယ်လွယ်လေးသူတို့မှတနတ်ပါဘူးကျွန်တော်မှတနတ်ပါတယ်လက်ပြပုံလည်းပါတယ်သူတို့နှစ်ယောက်တော့ကအသာလေးဘုံနှလုံးတော့ကျွန်တော်တလုံးကိုလုံချုံဖွဲ့တဲ့လှမ်းပြစ်တလုံးကိုသူတို့နှစ်ယောက်ကြားထဲပြစ်ခွဲပြီးကျွန်တော်အသာပဲဆုပ်ခွာသွားပြီဒါပေမဲ့ကျွန်တော်စဉ်းစားတယ်အဲ့ဒီကာလရဲ့နိုင်ငံကြီးရေချိန်ပေါ့နော် ဒီချိန်မှာအဲ့ဒီအဲ့ဒီချိန်မှာလာကျွန်တော်ကဒေါန်ဆန်းစုကြည်ရဲ့မိကုန်းတွေဟောပြောချက်တွေကိုကျွန်တော်ကတော်တော်လေးဖတ်ခဲ့ရဖတ်ခဲ့ရတာလဲတာဝန်ရဖတ်ခဲ့ရဘာလို့ဆိုတော့ထောက်လိုင်းတိုက်ပွဲထောက်လိုင်းတင်နှန်းတော့တက်တော့အဲ့ဒီကလာဒေါန်ဆန်းစုကြည်ရဲ့ဟောပြောမှုတွေကိုကျွန်တော်တို့တွားပြီးသတင်းယူရသတင်းယူပြီးတော့အထက်ကိုပြန်တင်ပြဖို့ထောက်လိုင်းကျွန်တော်တွားလို့ရဘာလို့ကတော့ကျွန်တော်ကတာဝန်ရတော့ဒေါန်ဆန်းစုကြည်ကိုခြေမုံ့ဖို့နှိမ်နှင်းဖို့စသဖြင့်ပေါ့နော် ဟိုတာဝန်ယူရတဲ့ကာလကျွန်တော်တက်ဆင်ကာလဒေါသကြီးအပြင်မှာရှိသေးတယ်တီထောင်းလိုက်တင်တဲ့တုန်းကဆိုတော့ကျွန်တော်ကတင်းသွားယူတယ်သွားကြည့်တယ်ဆိုတဲ့ဟာမှာသူ့ကိုစန့်ကျင်သွားယူတာမို့သူ့မိခွန်းတွေကိုကျွန်တော်ကအစီအသေးတဲ့ကျွန်တော်ကစိတ်ဝင်လာပြီးတော့မေဆုကိုအဲ့ဒီကာလကလေးကကျွန်တော်ကကြည်ညိုလေးစားခဲ့အဲ့တော့ကျွန်တော်လောက်ကျန်တတ်ဖြတ်မယ်ဆိုတဲ့အစီအစဉ်နဲ့ရေးဆွဲတဲ့အချိန်မှာတော့ဒေါမစန့်စုကြည်ကဟိုဖန်းစီပြန်လဲဖန်းစီခံထားတဲ့အခြေဖြစ်ဖြစ်တယ်ဆိုတော့ ကျွန်တော်အဲ့ဒါဘယ်လိုစဉ်းစားလဲဆိုတော့ငါလှုပ်လိုက်လို့ငေါင်းအေးတော့တည်သွားပြီထားပါတော့ဒါပေမဲ့အာနာရှင်စနစ်ကြီးအဲ့ချိန်မှာငါပြောပင်ပင်စီတွေစိုက်ပြိုးသလိုတတက်ခုတ်တခင်ခုတ်လေအမြင့်ငုတ်တွေကဆက်ရှိနေဦးမှာပဲဆက်ရှိနေဦးမှာပဲအဲ့တော့ငါဒီလှုပ်ကြံတက်ဖြတ်မှုကိုဆော်ရွက်လိုက်ပြီးတဲ့နောက်ငါတည်ကောင်းတည်သွားနိုင်တယ်ဒါပေမဲ့အာနာရှင်စနစ်ကြီးကအမြင့်ပြတ်အောင်မဟုတ်ဘူးဒါနဲ့ပဲ အဲ့ဒီအဲ့ဒီချိန်မှာကျွန်တော်စိတ်ကြီးတွေးနေရတော့တွေးနေတာတနတ်ကိုတနတ်တင်ပေါ်လက်တင်လိုက်ပြန်စဉ်းစားလိုက်ကိုကြည့်ကြည့်ကြည့်လိုက်အဲ့ဒီချိန်မှာဟိုကျုပ်မောင်အေးကအတော်လေးပါနှပ်ပုံရပါတယ်တယ်လက်ကြည့်ပြီလူပေါင်းနဲ့များစွာနဲ့ဆက်ဆံလာတော့သူ့ရဲ့စိတ်ပါလဲစိတ်ဆန့်နေပါရှင်းရှင်းပါပေါ့အဆက်ထမအယုံကြီးရှင်းရှင်းပါပေါ့ဒါမှမဟုတ်ကျွန်တော်ရဲ့မူပြက်နေတာကိုအသက်20ကျော်အစိတ်နော်လူငယ်တယောက်မူပြက်နေတာကိုသူလဲတတိထားမိမိပါပေါ့ အဲ့မှာအဲ့ဒါနဲ့ကျွန်တော်ကဒီဘူချုံမောင်အီးကမဖြစ်လဲဆိုတော့အဲ့တော့တိုင်မှုတဲ့ကမောင်မြင့်တဲ့ဟုတ်ကဲ့မင်းနဲ့ငါဆက်လက်နေပစ္စည်းညွန်ကျုပ်ဘွားတို့ကအချိန်ဒီတုန်းကဖြစ်ခဲ့တဲ့ဖြစ်စဉ်မှတ်မိလားတို့ပြောတယ်အဲ့တော့ဥက္ကမောင်မြင့်ကဘာပြောလဲဆိုတော့ဟုတ်ကဲ့မှတ်မိပါတယ်ဘူချုံဘူချုံကြီးခမရတယ်ဘူချုံမှုကြီးခမရတယ်ဘာလဲွာတယ်အဲ့ဒါဟုတ်ကဲ့ဘူကြီးအောင်ကျော်မြင့်တို့ဖြစ်စဉ်ဖြစ်ပါတယ်ခင်ဗျာအဲ့ဒီသူဘူကျုံမောင်အေး စနနပစ္စည်းညွန်ကျုပ်ဘောရရဆွဲတော့ကဥနေဝင်းကိုလွတ်ကျန်တက်ဖြတ်ဖို့ဘူကြီးအုံးကြုံမြင့်နဲ့ဘူကြီးအုံးကြုံမြင့်ကစူးစမ်းခဲ့တဲ့ဖြစ်စဉ်ကိုသူကပြောပြပြောပြပြီးတော့ကျွန်တော်ဘေးမှာရှိပြောပြပြီးတော့အေးတဲ့အားဆူလဲတဲ့အခုအချိန်မှာအုံးကြုံမြင့်လို့ကောင်းနေမရှိဘူးလို့မပြောနိုင်ဘူးကွာတဲ့မင်းကြက်ကြက်ဂယူဆိုင်ကြားလာဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်ကစဉ်းစားနေတယ် သူတို့နှစ်ယောက်ကိုလက်ပြုံးနဲ့ခွဲပြီးလှုပ်ကြံမှုနော်ဒီချိန်မှာဘုဇုတ်မောင်အေးကဘူကြီးဦးကျော်မြင့်အကြောင်းကိုပြောတာကျွန်တော်လည်းအချိန်မှာအဲ့ဒီကာလရဲ့နိုင်ငံရေးဒေါ်စန်းစစ်ကြီးချုံနောင်ခံထားတဲ့အချိန်နိုဘယ်ငင်းငင်းဆုရှင်ဒေါ်စန်းစစ်ကြီးရဲ့ဒီတိုင်းပြည်ပေါ်မှာအနှစ်နာခံပြီးတော့ NLD ပါတီဝင်တွေကြိုးစားနေတဲ့ဆောင်ရွက်နေတဲ့ကာလနိုင်ငံရေးနီးလန်းတဲ့ဒါလျင်စိတ်ထားစိတ်ထားတွေကိုပြုပြင်ပြောင်းလဲဖို့နဲ့ အဲ့ဒီကာလတက်မတော်ကိုအာဏာရှင်စနစ်ကလွန်မြောက်တဲ့ပြည်သူ့ကာကွယ်တက်မတော်ဖြစ်လာအောင်ပြောင်းလဲပေးနိုင်မှုအခြေအနေနိုင်ငံတကာကလည်းပဲငင်းချမ်းတဲ့လမ်းစဉ်ကိုပဲသွားစီခြင်းနဲ့အလားအလာနောက်တစ်ခါဖက်စစ်တပ်ထဲမှာအမြင့်ငုတ်တွေ့နေတဲ့ငပြောပင်ပမာနဲ့ပေါ့တတက်ခုတ်ခံရဲ့နောက်တစ်တက်ထွက်ဖို့အဆင်သင့်ဖြစ်အောင်ပြင်ဆင်ထားတဲ့အနေထားဒါဒီကိုကြည့်ပြီးတော့ကျွန်တော်ဟာနိုင်ငံရေးနီးလန်းနဲ့ပဲဒေါ်ဆန်းစုကြည်ရဲ့လမ်းလမ်းကြောင်းအတိုင်းလမ်းစဉ်အတိုင်း နိုင်ငံရေးနည်းလမ်းတွေပဲကျွန်တော်ဟာဆရာနာရှင်စနစ်အမြင့်ဖြုတ်ရေးနဲ့အတွင်းကူးပြောင်းရေးကိုကြိုးစားဖို့ငါကြိုးစားအားထုတ်မယ်လောက်ကျန်တက်ပြတ်ချင်းဟာဘုရားဘာသာလည်းယူဆလည်းအရာလည်းလက်ခံတဲ့အရာမဟုတ်ဘူးပေါ့တဖက်ကလည်းလူလူခေါင်းဆောင်တွေလည်းရှိနေတယ်เนาะနိုင်ဒေါန်သန်းသူကြီးတို့မကြခင်လွတ်ပြောက်လာတဲ့ခါမှာအဲတိုင်းပြည်ကိုပြန်လဲတက်မှတ်ဥဆောင်နိုင်လိမ့်မယ်ဆိုရတဲ့ကျွန်တော်ဟာ စောစောကလှုပ်ကြံတက်ဖြတ်ဖို့ဆိုပြီးပြင်ဆင်ထားတဲ့အစီအစဉ်နဲ့အားလုံးကိုကျွန်တော်တားလေးပြန်လျှော့ချင်ကိုမဟုတ်တလူနဲ့ဆက်နေခဲ့လိုက်ပါတယ်ဒါကျွန်တော်ရဲ့2002ခုနှစ်တုန်းကကျွန်တော်ကိုယ်တိုင်ကြိုးစားခဲ့တဲ့ဖြစ်စဉ်တစ်ခု ပြန်ရင်ဖွင့်တာဟေးစောစောကပထမပိုင်းမှာပြောခဲ့တဲ့ရာခိုင်အချက်ကြီးအကြောင်းဆက်အောင်ခုကျွန်တော်ကိုချိတ်ဆက်လာတဲ့ရာခိုင်အဆင့်ကဆရာကြီးတွေပေါ့နော်ကျွန်တော်တို့ကရာခိုင်ဘူတွေကိုဆရာကြီးတွေလို့ပဲခေါ်ကြတော့ ဆရာကြီးအစုဖွဲ့တွေကကျွန်တော်ကိုချိတ်ဆက်လာပါတယ်ဒါလည်းတမခွန်ခွန်တမမူဖန်းစည်းခံရပြီးတဲ့နောက်သူတို့တွေရင်ထဲကပွင့်အပ်လာတဲ့အခြေအနေဖြစ်ပါတယ်သူတို့ဘာပြောလဲဆိုတော့သူတို့အခြားအဆင့်တွေအရာခံအဆင့်တွေဟာတဲ့လက်ရှိစီစဉ်ဆောင်ရွက်ဖြည့်ဆည်းခဲ့တာတွေထဲမှာအခိုင်းအစီခံတွေဖြစ်တယ်အမေပြတဲ့နိုင်မလို့ရင်လေရှေ့မှာတောင်ကုန်နောက်မှာခုံရုံတေတန် တို့ကိုဂျင်းနဲ့ကြက်ထဲမှာမင်းပြတဲ့မင်းလုံလုံမလုံရင်အာနာဖီဆန်မှုအခုဆိုပို့ဆိုးတာပေါ့မင်းအောင်လိုင်ကတန်းပြစ်စစ်မှုထားခြင်းခုမပြက်ကွင်းအကုန်သေးတယ်ပြက်သက်တွေ့မှာပါပြည်သူစစ်ကလေးတွေအေယော်ရီမှာဖက်ပြေးတယ်ရှစ်ယောက်ခုနှစ်ယောက်လောက်ပြက်သက်အခုဆိုအကုန်ပြက်သက်ခိုင်းမင်းအောင်လိုင်ကဆိုတော့အရာခံတွေအကြက်ကြီးတွေအခြားစင်တွေကိုကျွန်တော်တို့ဘက်ကိုကိုချင်းစာကြည့်မိတက်ဆိုတက်ပြစ်ဆိုပြစ်တတ်ဆိုတတ်မတတ်ရင်သူအသက်ခံတယ် ူတော်ဘာမှမတန်သူအသက်ခံဆိုတော့သူတို့ကပြောတယ်ကျွန်တော်တို့ကအခိုင်းခံဖြစ်တယ်အခုဒီစနေဆိုကြီးဒီအခြေအနေဆိုကြီးဒီတမိုင်းဆိုကြီးဒီလုံးဝတတ်မတော်တစ်ခုလုံးပျက်စီးတော့လက်ထိလောက်တာအရာရှိစုတဲ့ကောင်တွေလောက်တာကျွန်တော်တို့ယာကန်ဒီဘာမှအမေပြပငွေလည်းမရှိဘူးစီမံပိုင်ငွေလည်းမရှိဘူးသူတို့ခိုင်းတဲ့အတိုင်းကျွန်တော်လောက်ရတာဒါပေမဲ့အခုပြီးသူရဲ့အမုန်းကိုရက်ရက်ဆက်ဆက်ခံစားရတော့မစီမဆိုင်ကျွန်တော်တို့ယာကန်အကျက်တက်သားတွေဝမ်းနဲ့ကြည်ကွဲပွဲသီလဲသီပေးရတယ်မိသားစုတွေလိုင်းကန်နှင်ချခံရတယ် ဘာခံစားမှုလည်းမခံရဘူးဒါပေမဲ့ကျွန်တော်တို့ရှည်တန်းနေအသေးခံရတယ်ကျွန်တော်တို့အမိုးခံလည်းကျွန်တော်တို့ဆိုတော့ကျွန်တော်တို့အရန်ခံပြင်းနေသူတို့ပြောတယ်သူတို့ပြောတယ်ဟုတ်တယ်ကျွန်တော်တို့လက်ခံမှန်တယ်လေသူတို့ပြောတာဒါပေမဲ့သူတို့လုံးဝမှန်တယ်လို့ကျွန်တော်မပြောဘူးသူတို့ယင်ဖွင့်နေသူတို့ခံစားနေရတာမှန်တယ်လို့ကျွန်တော်ပြောတာဒါနဲ့သူတို့ထပ်ပြောတယ်ဟိုလောက်ကန်ဖက်ကိုကန်ဒေတာဖက် MND ဖက်မှာကျွန်တော်တို့ချီက အင်အား3000လောက်လည်းနဲ့ချခဲ့ဘူးတည်းရှိတယ်။ဒါပေမဲ့ဗျာတဲ့မလုတ်ချင်တော့လို့ဖက်စစ်အာနာရှင်အရာရှိတွေဆိုတဲ့စစ်ဘိုလ်တွေရဲ့ခိုင်းတော့မလုတ်ချင်တော့လို့ကျွန်တော်လည်းနဲ့ချလိုက်ပြီးပြီတဲ့။ဒါဟုတ်ကျွန်တော်တို့ပြန်လှုပ်ပြီးတော့မင်းအွန်လိုင်းလက်ထက်ပြန်လွှဲပေးခဲ့ကြတယ်။ပြန်လှည့်ပြီးတော့ကျွန်တော်တို့ချက်ပြီးခိုင်းမြန်ရောတတ်ခိုင်းမြန်ရောကျွန်တော်မထပ်ပေါက်မရှိဘူးဘေးရသွားမလဲပတ်စပို့လည်းမရှိဘူးမှတ်ပုံလည်းမရှိဘူးပတ်စံလည်းမရှိဘူးနေရာလည်းမရှိဘူးပြေးစရာလည်းငွေမရှိဘူးပြေးစရာလည်းမြေမရှိဘူးကျွန်တော်တို့ဘဝ တော့အခုတမခွန်ခွန်တမမူတီဖန်းစီခံရပြီးတဲ့နောက်တမဆယ်မမှာရှစ်မတမမူတီသေတဲ့ကောင်သေဖန်းတဲ့ကောင်ဖန်းဖီယိုဖီးရဲ့နဲ့အလဲလဲကွဲဖြစ်လာတဲ့အခြေသူတို့ဘက်ကပြောလာတဲ့ဇကတန်ကိုကျွန်တော်ကစင်ပွားပြီးတော့ပြည်သူတွေနဲ့ကြံတော့ရရှိရကန်ကြက်တသားရေးစဉ်းစားဖို့ပြန်ပြောချင်တာဘာလဲဆိုတော့တဲ့ကျွန်တော်တို့ တေမထူးနေမထူးဘဝပါတဲ့ဒါပေမဲ့တဲ့ဒီစနစ်ဆိုးကြီးကို ဖြစ်တည်စေခဲ့တဲ့ဖြစ်စဉ်ကြီးကိုအဆုံးသတ်ပေးဖို့တကယ်တမ်းထိတိယယောက်တာဝန်ဝင်ကူပေးနိုင်တာကကျွန်တော်တို့အရာခံအချက်ကြီးအစ်စ်နေဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့တဲ့တိုင်းမှုဝက်ဖြစ်တက်မောင်းမှုဝက်ဖြစ်အနည်းဆုံးမှအလုပ်လုပ်ရတာအရာခံအရာခံဘိုလ်ကြီးတွေရုပ်ဟုတ်ကြီးတွေတိုင်ရင်ဆိုလဲတိုင်ရင်မှုနာမှာနေပြီး အနီးကပ်ကြီးကျက်ကိုကဲအမိန်နာခံရတာအခြားဆင်းအားလုံးထိမ့်သိမ်းအုပ်ချုပ်တာအရာခံဘူးဒီဒုရခံဘူးဒီတို့ကအုပ်ချုပ်တာတို့အမိန်ပဲတို့မိန်ပဲအဲ့တော့တို့ကတကယ်တိမ်မှုတွေတက်မှတ်မှုတွေဗျွာမှုတွေစကားကားမှုတွေစတဲ့အမှုဆိုတဲ့ကောင်းရင်းအားမှာအနည်းဆုံးနေခွင့်ရတာအရာခံတွေဖြစ်ပါတယ်တဲ့အဲ့တော့ကျွန်တော်တို့တာဝန်တစ်ခုခုကိုပြက်ပြက်သားသားတာဝန်ဆိုတာစောစောကျွန်တော်ပြောခဲ့တဲ့မောင်အေးကို လောကကြီးကအနာပေးဖို့ကြိုးစားခဲ့တဲ့ကျွန်တော်ရဲ့ကြံစည်မှုမျိုးတာဝန်ကိုသူတို့အရာခံတွေကတာတာဝန်ယူထမ်းဆောင်မယ်ဆိုရင်သူတို့ကိုပြည်သူကနွေနွေထွေထွေအတိမတ်ပြုပြီးကြိုးဆိုပါမလားသူတို့ရဲ့တာဝန်ထမ်းဆောင်ရင်သူတို့တည်သွားခဲ့ရင်သူတို့ကြံရည်တဲ့မိသားစုကိုအခုလိုဆိုးဝါးနှိမ့်ကြနေတဲ့တမိုင်းတဒွေးကွက်ထဲကဖက်စစ်တို့ရဲ့ခိုင်းဘတ်ဆိုတဲ့ဒရူးကွက်ထဲကနေ ကဲစဲကူညီပေးမလားတဲ့ကျွန်တော်ကိုချိတ်ဆက်လာကြတယ်ဆိုတော့ကျွန်တော်နည်းနည်းတူတူပဲပြောပြလိုက်တယ်သူတို့လူရက်ကမှန်ကန်တဲ့အလုပ်ဖြစ်တယ်တရားတော်လို့ဖြစ်တယ်ဖက်စစ်အကြမ်းဖက်အာဏာရှင်ဆရာဆွေးမှုတွေကျူးလွန်နေတဲ့သူကိုဘယ်သူကပဲနှိမ်နှင်းနှိမ်နှင်းဘယ်သူကပဲတုတ်တင်တုတ်တင် PDF ကပဲတုတ်တင် ERO ကပဲတုတ်တင်အရာခံအချက်ကြီးကပဲတုတ်တင်တုတ်တင်ဒါဟာနိုင်ငံတော်နဲ့နိုင်ငံသားတို့ယနေ့ကြုံနေရတဲ့အဆိုးဝါးဆုံးအခြေအနေတွေကို ကူညီကယ်တင်ဖြည့်ဆည်းခြင်းသာဖြစ်တယ်။တမိုင်းမိတော်ဝင်တရက်ကိုပါဝင်ထမ်းဆောင်ခြင်းသာဖြစ်တယ်။ဒါကြောင့်ဆရာကြီးတို့ဒီအစီအစဉ်ကိုကောင်းထည့်ပေါ်ပါ။တို့ပါခမားတို့ကိုအသက်ရှင်ရဲ့တော်ဝင်ထမ်းဆောင်နိုင်ခဲ့ရင်ကျွန်တော်တို့တော်လန်ရေးကြီးရဲ့လုံးရဲ့အရေးကြီးသောတကက် main operation ကြီးကိုအသက်ဆုံးထမ်းဆောင်ခဲ့တဲ့သူရဲကောင်းတယောက်ဖြစ်ကျွန်တော်တို့ဂုဏ်ပြုမယ်ဆရာကြီး ရာကန်ဘူကြီးကျွန်တော်ကိုပြုမယ်ကြိုးစိုးမယ်ဘာလို့ခင်ဗျားတို့အနီးမှာနေကြရတယ်လူကြီးကျွန်တော်တို့ကတာဝိုးပြစ် short တက်နေတယ်ဘလို့ပြစ်ပြစ်ထိချင်မှထိခင်ဗျားတို့အနားလေးမှာအသာလေးတို့တောက်တဲ့ coffee ထဲမှာတို့တောက်မဲ့အရက်ခွက်ထဲနဖာကြီးလေးတစ်စုံမဲ့ထည့်ထည့်တို့တောက်မဲ့ coffee ခွက်ထဲမှာအစိတ်လေးတစ်စုံမဲ့ထည့်ထည့်နောက်ဆုံးသူထိုင်ကုန်အောက်မှာစနက်တန်ဖြုတ်ထားတဲ့ဘုံလေးကိုတီအကျိုးလေးနဲ့ပတ်ပြီးတော့နေပူအောက်လေးမှာပဲထားထား တေချိုးလေးဆိုတာနေပွင့်ဖြည်းဖြည်းချုံပြတ်သွားမှာပင်ဖြုတ်ထားပြီးသားဖြစ်တဲ့ကြောင့်ထကွယ်ဟာခင်ဗျားတို့လုံနိုင်တဲ့အလုပ်တွေအများကြီးဆိုတော့ဘာပဲပြောပြောတိုင်းပြည်အရန်နာနေပြီခင်ဗျားတို့ပောင်ဝင်ထမ်းဆောင်နေဆိုတဲ့စစ်မှုထမ်းဆောင်ခြင်းဆိုတဲ့နာမည်ကြီးတစ်ခုလုံးကပျက်စီးသွားပြီငါတို့တမတော်သားกว่าဆိုကြွေးကြော်ခွင့်ခင်ဗျားတို့နေထိတန်သွားပြီပြည်သူတရားလုံးကခင်ဗျားတို့လက်မောင်းတစိုက်ခင်ဗျားတို့ရဲ့စစ်ယူနေပေါင်းခင်ဗျားတို့ရဲ့အလေးပြုပုံအစား လုံးဝကြည်ကျင်သေးမရှိအောင်ယွန်ရှာမုံဒီသွားခဲ့ကြတယ်အဲ့တော့ရာဇဝင်ကြွေးကိုခမားတို့ကိုယ်တိုင်သွေးနဲ့ဝင်ဆေးပြီးမှရလိမ့်မယ်ခမားတို့ရဲ့မနှက်ဖြန်အနာဂတ်တွေအတွက်ခမားတို့သားသမီးတွေကိုယ်တိုင်ဆက်လက်အသက်ရှင်မဲ့အမိမြေကြီးရဲ့အနာဂတ်တွေအတွက်ခမားတို့ကိုယ်တိုင်အခုခံစားနေရတဲ့ဘူးမသိဘာမသိဂျားကငထောင်းငထွားဂါနာခါနာခရင်ရင်ပြောရင်ကောင်းတော့ဟိုဟာညောင်းတော့ဥခမားတို့ ခင်ဗျားတို့ကဥလို့ဟိုရမ်းဒီရမ်းနဲ့လားခင်ဗျားတို့နာနေရတာအဲ့တော့ယာကန်ချက်ကြီးအပါဝင်လက်ရှိ အမြင်မှန်ပြီး အမှန်မြင်လာတဲ့လူတွေကိုလှုပ်တင်လှုပ်ထိုက်တဲ့အလုပ်ကိုလုပ်နိုင်တာလှုပ်ပါ ခုချင်းဟာကျွန်တော်2002ခုနှစ်ကတွေ့ဝေခဲ့တယ်လို့မျိုးဒေါ်ဆန်းစုကြည်တို့လွတ်မြောက်လာပြီး အာကြိုးစားကြလိမ့်မယ် NLD ပါတီတည်းရှိနေတယ်ဆိုတဲ့အနေထားမဟုတ်ပဲနဲ့ခေါင်းဆောင်အားလုံးအတ္တမဖန်စီချုပ်နှောင်တစားကန်လှုပ်ခံထားရတယ်။ငလင်ဘေးကြီးကလည်းမင်းအောင်လိုင်အုပ်စုကိုအခုပဲဒီနေ့လေးမဲ့ထပ်လှုပ်သေးတယ်နော်ကျွန်တော်တို့ဂျိန်စာအတင့်တဲ့အတိုင်းထပ်လှုပ်သေးတယ်နေပြီးတော့မှမင်းအောင်လိုင်အတင်းတမအုပ်ချုပ်နေတဲ့အချိန်ကြီးကမစင်းမချင်းတဘောဘေးကြီးကလည်းနှင်လာတဲ့အချိန်ဖြစ်တယ်အဲ့တော့အဆိုးဆုံး အခြေအနေတွေကြုံရတဲ့အချိန်မှာခမရတို့အရာခံအကျက်စစ်တီတွေဟာခမရတို့ကင်ထားတဲ့တနတ်ပြောင်းခမရတို့ကွေးနိုင်စမ်းရှိတဲ့လက်ညိုးလေးကိုခမရတို့အခုကြုံတွေ့နေရတဲ့အခက်ခဲနဲ့ခမရတို့မြင်နေရတဲ့ဇိုးဝါဆုံးဖန်တီးတဲ့မိစ္ဆာကောင်တွေညီကုန်းချုပ်ရေးမှာပါဝင်ကူညီပေးလိုက်မယ်ဆိုရင်ပြည်သူတရားလုံးဟာခမရတို့ကိုတကက်မဟာမဟာသူရဲကောင်းလို့ ိုဆိုကြပါလိမ့်မယ်ဂုံပြူကြပါလိမ့်မယ်နွေနွေထွေးထွေးနဲ့ခမတို့သားစဉ်မြေဆက်ချီကျူးတမိုင်းမော်ကွန်တင်ခံရပါလိမ့်မယ်ဘာလို့ဆိုတော့ခမတို့ဟာအမှန်နဲ့တရားအတွက်အလုလုခဲ့ကြသူဖြစ်တယ်ပြည်သူအားလုံးလိုလားနေတဲ့ဖက်စစ်အကြမ်းဖက်စနစ်ကြီးညီကုန်းချုပ်သွားရေးအတွက်တာဝန်ထမ်းဆောင်ခဲ့ကြသူတွေဖြစ်တယ်လက်ရှိလေးနှစ်လုံးလုံးပြည်သူတရားလုံးကိုကြိမ်မီအောင်မြငိုကြွေးခဲ့စီတဲ့ဖြစ်ရဆိုတာဝန်ရှိသူတွေကို ုတ်တင်ရှင်းလင်းပေးခဲ့သူဖြစ်တယ်အရေးကြီးဆုံးကတော့ခမားတို့ကိုယ်တိုင်ဆိုနေတဲ့ငါတို့ဒီနိုင်ငံတော်နဲ့နိုင်ငံသားတို့တစ္ဆာကိုစောင့်တိယူတည်ပါမည်ဆိုတဲ့တစ္ဆာတည်တဲ့အလုပ်ကို လုပ်ခဲ့လို့ဖြစ်ပါတယ်တစ္ဆာတည်လိုက်ပါရေပေါ်လို့